လူယုံတောင်တင်းထောင်ကြီးဆုံးရှုံးခဲ့ရတဲ့တနာစီအားဒီရဲ့ပြိပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ NGVD ရဲ့မှာတော့အပျော်ကျဆုံးဖြစ်သတ်မှတ်ခင်ရသူကတော့ဈေးတင်မလေးဒီပဲဖြစ်ပါရစေ။မျက်နှာသားတီတီကြီးနဲ့သကလုံးကြက်ကြက်နဲ့ပြောတတ်တဲ့ဒီကတော့အပျော်ကျပေမဲ့သဘောကောင်းတာတောင်ပရိသတ်ရဲ့ကြောက်ကြောက်နဲ့ဝိဉာဉ်အားပေးမှုကိုရရှိထားတာလေးဖြစ်ပါရစေ။ဒီကတော့ NGVD တယောက်ဖြစ်ပေမဲ့အများနဲ့မတူပဲပဝင်းစင်မှာတိမ်ငယ်မှုရှိခဲ့ပြီ။ သူရဲ့ဖြစ်တည်မှုတိုင်းကိုမိသားစုကလည်းလက်ခံပေးကြတာလည်းဖြစ်ပါရည်။သူရဲ့တက်ကြံရောင်းဇေယျပညာနဲ့လိုက်လွင့်ပြီးတော့အထင်တွေရောင်းချခဲ့ပြီးဟာတန်ရင်ရှင်နဲ့သူရဲ့အပြောဆိုတွေကြောင့်အချို့ပြည်သက်တရားဈေးမဝယ်ပေမဲ့လည်းပြောစရာကောင်းတာကြောင့်ဝင်ရောက်ကြည့်ရှုသူများနေခဲ့ပါရည်။ဒီကတော့သဘောကောင်းမိမိတခုံးမကျန်ပြန်ပြောတတ်တဲ့အချင်းကြောင့်ရင်သူရဲ့လိုက်မှာချိုးမပြေရင်ပိုးစိုးပက်ဆက်ဆဲတတ်တဲ့သူရဲ့အချင်းကြောင့်တော်ရုံလူမနောက်ရဲခဲ့တဲ့အထီကိုနမဲကြည့်သူတယောက်ပါ။ ရိတ်တဲ့ချိုးဆိုရင်သူမရဲ့အထယ်တွေကိုကြိုက်ပေမဲ့မေးပြီးမဝင်ရင်ဘဝနဲ့ချီပြီးတော့ဆဲခင်ရမှာဆိုလို့မမရေကြတဲ့သူတွေတောင်မှရှိပါရည်။ဒီကတော့စည်ရင်ကောင်းမင်းမင်းအပြောကြမ်းပြီးတော့စိတ်ဆက်တာမလို့တခုခုဆိုရင်နမည်တက်ပြီးတော့စိတ်ဆိုတတာကိုသူ့ရဲ့ဈေးဝယ်တွေကကြောက်ကြတာပါ။ဒီလိုမျိုးဆက်ဆက်တိမကန်ဆက်ဆက်ကျဲအပြောရိုက်နဲ့ဈေးတယ်မလေးမလို့ဘသူကမှမထီရဲမရှုပ်ရဲဘူးဆိုပြီးနမည်ကြည့်ပေမိ။တကယ်တမ်းထီရဲတဲ့သူကလည်းတိန်ထောင်ချီလိန်သွားတဲ့အထီကိုမှလုံရဲကြတာလေးဖြစ်ပါရည်။ဒီကတော့တော်ရုံလူကမရှုံတက်ပဲလဲဝဲတဲ့ မိမလဲတိန့်ကျွဲတယောက်ဖြစ်ပေမဲ့သူ့ထက်လေတဲ့လူကတိန့်ထောင်ကြီးအောင်ဖြောင်းသွားခဲ့တာလည်းဖြစ်ပါရဲ့ဒီကတော့လူယုံတက်လို့အရင်ပြုတ်မလို့တောင်မှဖြစ်နေပါပြီနော်သူကသူ့ဆိုင်မှာအယုံကြည်ရဆုံးဝင်နေစီကနေငွေလိန်ခံလိုက်ရတာပါသူကအစာပိုင်းမှာတိန့်ဟာခြေလိန်နေလို့သာထင်ခဲ့ပေမဲ့တခြားစီရင်စစ်ချိန်မှာတော့ငွေဟာတိန့်ထောင်ကြီးပြောင်းနေကြတာလည်းဖြစ်ပါရဲ့လိန်သွားတဲ့ဝင်တန်းကဒီအရေးယုံကြည်ရတဲ့သူတယောက်ပါအရန်ခင်ပြီးတော့ယုံကြည်ရတဲ့ဝင်တန်းအလို့စူးစားတဲ့ဝင်တန်းမလို့အဲ့လိုလုပ်မယ်ဆိုဒီတယောက်မမျှော်မှန်းထားတာတော့အသေးချပါပဲ ဝင်တန်းမရင်လေးလေးပုံကတော့ဒီတယောက်ကြားမှုမှာတော့မှမဟုတ်တဲ့ပုံစံနဲ့ငွေတွေကိုဖြောင်းခဲ့တာပါဝင်လိမ့်သားတဲ့ဝင်တန်းကသူ့ရဲ့ချစ်သူနဲ့ပေါင်းပေးအထယ်ရီကိုထုတ်ယူခဲ့တာလည်းဖြစ်ပါတယ်သူကတကယ်မရဲကက်စတမာတွေစီကိုပစ္စည်းတက်မပို့ပဲသူ့ရဲ့ကောင်းလေးလေးစာကိုငွေချေပြီးသားပုံစံနဲ့အထယ်ထုတ်တွေကိုပို့ပေးပြီးတော့အထယ်ရီကိုခုတ်ထုတ်ခဲ့တာပါအထယ်တွေသူကောင်လေးစီရောက်တော့မှတကယ်မာတဲ့ကက်စတမာတွေကိုတစင်ချင်းပြန်ပို့ရင်းကနေငွေတွေကိုဖြောင်းနေကြတာလည်းဖြစ်ပါတယ်။သူကတိတိကျကျစီးရင်ဆက်လိုက်ချိန်မှာ တင်းရချီပါသွားပြီဆိုတာသိလိုက်ပေမယ့်တခြားပြန်စစ်ချိန်မှာတော့ငွေရသိန်းထောင်ချီပါသွားခဲ့တယ်လို့ဆိုပါတယ်လူလိန်ဝန်ထမ်းကအလိုပုံစံနဲ့ခိုးလာခဲ့တာ2023ခုနှစ်ကအခုချိန်ဒီပါပဲသုံးနှစ်နေပါခိုးယူထားတာမလို့ငွေရသိန်းထောင်ချီတောင်ပါသွားခဲ့တာလည်းဖြစ်ပါတယ်ဒီကတော့အပြောကျတဲ့သူတရားဖြစ်ပေမယ့်လူရင်းပေါ်ကိုရှုံနေစိတ်ကြောင့်အခုဆိုရင်နောက်ကျောကိုဓာတ်နဲ့ထိုးခံလိုက်ရပြီလည်းဖြစ်ပါတယ်သူတို့ညီကိုနေအောင်တေးချပေးမယ်ခံပြီးတော့ဖွေထားခဲ့တဲ့အရာတွေဟာဝင်ထဲမှာလုပ်ပုံကြောင့်အရင်ပြောရတော့မယ့်ပုံကိုရှောင်နေပါပြီ သူတို့အချိန်တော်ကြောင့်ဝေရင်ပြီးတော့ရောင်းလာတဲ့အရာတွေကဝင်းနှင်းလိန်နာနဲ့ကုန်လာပါပြီ။အပြောမကောင်းလို့လူအများစုကြောက်ကြောက်ရှင်ခဲ့ရတဲ့ဒီကတော့အခုဆိုရင်အပြောကျန်းတာတောင်မှလင်ရဲတဲ့သူရှိလို့ဒိတ်တော်ကြီးဆုံးရှုံးခဲ့ရပြီလေဖြစ်ပါရည်။ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားပွဲတရင်ကြောက်ရတဲ့ပြင်နောက်တစ်လေနုပညာရှင်တွေစိတ်ဝင်စားစရာကောင်းတဲ့တရင်ကြောက်ရတွေကိုအချိန်နဲ့တပြင်းညီတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။